ရားကဓမ္မဟောင်းမှာကျမ်းတယ်ဓမ္မသစ်မှာနှုတ်ညက်တယ်ဓမ္မဟောင်းမှာကျတော့ချိန်ချင်းတွေပေးတယ်ဓမ္မသစ်မှာကျတော့ချစ်ချင်းတွေပေးတယ်ဓမ္မဟောင်းမှာကျတော့ဖရာသခင်ကယေရှုမပြုတ်ဘူးဓမ္မသစ်ကျမ်းမှာယေရှုတော့ပြုတ်တယ်လို့ကျွန်တော်တို့တွေကယုံကြတယ်ဒီနေရာမှာမာရိသခင်ကလည်းကျွန်တော်တင်တာကမိတ်ဆွေအဲ့ဒါမှားပါတယ်နောက်ဆုံးတစ်ချက်ကဘာလဲဆိုတော့မာရိကနေပြတော့မှာအခန်းငယ်54မှာသူပြောတဲ့အရာဖြစ်ပါတယ် Mary declared that God is merciful God in all time. တနာချင်းကျေးဇူးတော်ကို အစင်အမြဲပြုတော်ဖရားဖြစ်တယ်လို့သူကြွေးကြော်တာဖြစ်ပါတယ်။ကျွန်တော်တို့အတူတကွစူကြည့်အောင်အားလေးကို1 2 3တနာချင်းကျေးဇူးတော်ကိုအစင်အမြဲပြုတော်ဖရားဖြစ်တယ်။ကျွန်တော်တို့ယုံကြည်သူတွေယုံတာရှိပါတယ်။ဖရားကဓမ္မဟောင်းမှာကျမ်းတယ်ဓမ္မသစ်မှာနှူးညံ့တယ် ဓမ္မဟောင်းမှာကျတော့ကြိမ်ချင်းတွေပေးတယ်ဓမ္မသစ်မှာကျတော့ချစ်ချင်းတွေပေးတယ်ဓမ္မဟောင်းမှာကျတော့ဖရာသခင်ကဂျေဇူးမပြုဘူးဓမ္မသစ်ကျမှာဂျေဇူးတော့ပြုတယ်လို့ကျွန်တော်တို့တွေကယုံကြတယ်ဒီနေရာမှာမာရိသချင်းကလည်းကျွန်တော်တင်တာကမိတ်ဆွေအဲ့ဒါမှားပါတယ်မာရိကဘာပြောလဲဆိုတော့ထာဝရဖရာဒီတဲ့ဟိုးအရင်ကလည်းဂျေဇူးပြုတော်ဖရာဖြစ်တယ်ယခုလည်းဂျေဇူးပြုတော်ဖရာဖြစ်တယ်လို့သူပြောတာဖြစ်ပါတယ်ဟာလေလုယာ ဒီကနေ့မာရီပြောတဲ့ပုံအရဆိုရင်သင်တဲ့ကျွန်တော်ကောင်းကင်ကိုကြည့်ဘာတွေ့ရမလဲသိလားမာစီကောင်းကင်ကနေချစ်ချင်းမြစ်တော်တွေကြီးပဲရှန်ထွက်ပြမနင်းမှုန်လေလို့ကဘာလောကကြီးကိုပြတ်နေတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒါကိုမာရီကဘာပြောလဲဆိုတော့ငါတို့ဘိုးဘေးများတို့ဒီဗျာဒိတ်တော်ထားတော်မူတဲ့အညီတဲ့ အာဗြဟမစတော်မစတော်သူရဲ့အမျိုးຫນွေအားတနာချင်းဂျေဆုတော်ကိုအစင်အမြဲပြုတ်ပြီးတော့မှယနေ့ကျမရဲ့ဘဝထိတိုင်အောင် ဟာလေလုယာဓမ္မဟောင်းမှာဖျားကျမ်းတာမဟုတ်ဘူးဓမ္မတစ်မှာလည်းဖျားကျမ်းတာပဲဒါပေမဲ့သူရဲ့ကျမ်းတာကစိတ်ဆိုးမှန်ဆိုးကျမ်းတာမဟုတ်ဘူးချစ်ချင်းမေတ္တာအပြည့်တနာချင်းကရုဏာအပြည့်နဲ့တင်းတဲ့ချက်လို့ကိုသူခေါ်နေတာဖြစ်ပါတယ်ဟာလေလုယာ ထာဝရဘုရားဂျေဇုတော်ကာလမှာပဲဂျေဇုပြုတဲ့ဘုရားမဟုတ်ဘူးဓမ္မဟောင်းမှာလည်းဂျေဇုပြုတဲ့ဘုရားဖြစ်တယ်လို့ဒီကနေ့သူပြောတာဖြစ်ပါတယ်အဲ့ဒါကိုဘယ်မှာကျွန်တော်တက်တည်ကြည့်နိုင်တယ်လဲဆိုရင်ကဘာဝုချင်းမှာအာဒမ်ကိုဖန်ဆင်းပြီးအာဒမ်အပြစ်မှာလဲပြီးပြီးဂျေတခါတည်းရှက်လို့လို့ပုန်းနေတဲ့အခါမှာတရေကို ပြင်ဆင်ပေးပြီးတော့မှ သူ့ရဲ့သားသမီးတွေရဲ့အရှက်ကိုဖုံးပေးခဲ့တာထာဝရဘုရားရဲ့မဟာကျေးဇူးတော်ပဲဖြစ်ပါတယ်ဟာလေလုယာ အာဒမ်အချိန်မှစပြီးဘယ်တော့မှဖယားဟာမပြောင်းလဲဘူးဒီကနေ့အထိကျေးဇူးပြုပြီးတော့မှလောကသားများဝမ်းမြောက်ကြဒီကနေ့မှလည်းပဲဖယားရဲ့ကျေးဇူးပြုခြင်းကြောင့်ခရစ်စမတ်ဆိုတာပြုလုပ်ရခြင်းဖြစ်ပါတယ်ခရစ်စမတ်ဆိုတာဘာလဲမတနာထိုက်သောသူကိုတနာခြင်းကျေးဇူးတော်ကိုမခံထိုက်သောသူတွေကကျေးဇူးတော်ခံစားခြင်းခွင့်လွှတ်ခြင်းကိုမခံထိုက်သောသူတွေကခွင့်လွှတ်ခြင်းကိုခံရသောအချိန်အခါပဲဖြစ်ပါလေ။ထာဝရဘုရားသည် အစင်အမြဲတည်တော်ဖရာဖြစ်တယ်မပြောင်းလဲတော်ဖရာဖြစ်တယ်ဓမ္မဟောင်းနိုင်လဲယေရှုတော်ကိုပြုပြီးတော့မှဓမ္မသစ်နိုင်လဲယေရှုတော်ကိုပြုတဲ့သူဖြစ်ကြောင်းဒီကနေ့မာရိတခြင်းကနေတွေ့ရတာဖြစ်ပါတယ်